တလားတိတိပြည့်တဲ့နေမှာသူကျမကိုဖုန်းပြန်ဆက်လာတယ်မလီအခုမှပဲလွမ်းလွမ်းချီလို့အလွမ်းပြေတော့တဲ့ချစ်သူလေးတန်ကြတော့ပေါ့ချစ်သူလေးကိုလွမ်းနေတာအမလီအမလီတကယ်တော့ယောက်ျားတွေမာယာများပြီဆိုမိန်းမတွေလိုက်လို့မမေ့ဘူးတိလားကျမကလက်ဆောင်ပေးထားတဲ့အီယက်ခင်ပေါ်မှာဒါမဲ့သူရဲ့နောက်ဟာမကိုသူကလေခေါ်ပြီးတော့ အဲ့ဒါဟောဒီနွားမကြီးကမတည်ဘူးတော့မှယူနေတာအလုံးမမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ညီငယ်ညီမငယ်တွေပါတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလုံးဝကြည့်ကြဗျဒီကညီမတယောက်ကပေါ့နော်သူစေကျော်အသက်ရွယ်ရင်ခုန်တက်ဆအရွယ်တုန်းကအချစ်နဲ့ထိတွေ့မိတဲ့အခါမှာယူခသွားမတဲ့ဖြစ်ခဲ့ရတဲ့အကြောင်းကိုပြန်လည်ပြီးတော့ပြောပြထားတာဗျ စကြောတက်ရွယ်အချင်းနဲ့စတွေ့တဲ့အချိန်မှာเนาะတချို့သူတွေဆိုရင်ဂျိုးတစ်ချောင်းနှစ်ချောင်းနဲ့ပောက်တာမဟုတ်ဘူးဗျာเนาะဂျိုးတွေအချောင်းပေါင်းများစွာကိုပောက်ခံရတာသူ့လိုမျိုးအဖြစ်အပျက်တွေမဖြစ်အောင်လို့ကြည်နေတဲ့ညီငယ်ညီမငယ်တွေကိုဘိုးသူရာရတဲ့အနေနဲ့သူ့ရဲ့အဖြစ်အပျက်လေးကိုပြန်လည်ပြောပြထားတယ်ဗျကဲယောက်ျားတွေဘလောက်တောင်မာယာများလဲဆိုတာကိုတော့ TPO ၄ခုသားအဆုံးထိလိုက်ပါကြည့်ရှုလိုက်တော့ဗျာနော် ရှင်တို့ motivation တွေပေးပြီးတော့မှ move on လုပ်ဖို့ထာနာပြောနေတယ်ကျမကိုယ်တိုင်ကတစ်ချိန်တော့ကနွားဖြစ်ခဲ့တဲ့အကြောင်းလေးကိုပြောပြမယ်ကျမကနွားတောင်ယူနွားမဟုတ်နွားတမင်လေးဂျိုလေးတွေကဖြားနေတာမသိလားကျမမှာ ace တယောက်ရှိခဲ့ဘူးတဲ့ ace ကကျမထက်အသက်7နှစ်กว่าကိုထက်ရန်အသက်ကြီးတဲ့ခါတော့ပြောရဲဆိုလို့ရှိရင်လေဟုတ်ကဲ့ကကဒေါက်တာဖာအောင်ရှင်အဲအဲ့လိုမျိုးတွေပေါ့ရှင်ကြာအင်တာမကောင် ဟွာလဲဒီမအောင်ဆိုလို့ရှင်ချစ်လေးကိုကဘလို့ချစ်တာလက်ဘတ်ဖတ်ဆိုင်ပေါ့ကွယ်ဒီအမလားဒီမီချင်းကိုတအားရချစ်ပြီးဒီမကိုကသာသူ့ရဲ့ဖူးစာရှင်လေးပါပေါ့ကိုကလည်းငတုံးပါကြီးဒီလားဒီမလီရိုရေပါရဲ့ချစ်နေတဲ့အခါပေါ့နော်ကျမတို့ရာလေးချစ်သူပဲဖြစ်ဖြစ်ဘယ် relationship ပဲဖြစ်ကိုကချီးတန်းချင်တာပေါ့ကွယ်ဒီလား ကအဲ့တော့ဆိုလို့ရှင်လေစာလေးနဲ့ရေးရပေါ့နော်။သားတိုက်တဲ့အချိန်တိုင်းမှာရေးရနေအောင်လို့အရခင်းလေးဝယ်ပြီးတော့အရခင်းမှာလေကိုကိုအိတ်တဲ့အချိန်မှာတတိယနေအောင်လို့ရေးမွေးရဆကိုကိုနဲ့တူတူအများကြီးတိုက်နေတဲ့ခန်းစားချက်လေးရအောင်လို့ကျမကဒီလောက်ထိငယ်လဲသူ့ထက်အများကြီးငယ်တယ်သူ့ထက်အများကြီးကြည်ကောင်းတယ်အများကြီးနားလဲမှုတွေပေးတယ်သူ့ပေါ်မှာလောက်ကောင်းပေးနေတယ်မိမဟောကွာတိတ်တာအဲ့တော့ကျမငယ်သေးတယ်ကွာတိတ်တာ သူ့ကိုဝယ်ပေးနေတယ်ဆိုတာကလည်းနော်အင်အားပြည့်တဲ့မဘိုးလေးနဲ့မဆားရမတော့ရနိုင်ငတ်ခံပြီးသူ့ကိုပေးရတာသူနဲ့ကျမနဲ့က long distance relationship ပေါ့နော်သူနေတဲ့နေရာမှာကျမကလက်ဆောင်ပေးထားတဲ့အဲ့ခင်ပေါ်မှာဒါမဲ့သူ့ရဲ့နောက်ဟာမကိုသူကလေခေါ်ပြီးတော့အဲ့ဟောင်ဒီနွားမကြီးကမတီးဘူးအတုံးမဲ့ယူးနေတာယူးနေတော့မတီးဘူးမတီးလားနှလုံးသားကြည့်ပြီးတော့အုံနောက်ကပါမလားအဲ့ဘယ်လိုလဲဒီကောင်မကြီးဒီကောင်မကြီးကလေအဲ့ဒါလည်းမတီးသေးဘူးသူများကလည်းကိုယ်လာပြောတယ်ပြောလဲဩကိုကွာလို့လုံးမဲ့သူမဟုတ်ပါဘူးကိုကအရန်ချစ်တာပါဘလို့ပဲချမ်းသာ တင်းတင်းတာနော်ဒီကောင်မကြီးရလေးဒီလားဒီခင်များဦးပါလေအလောက်ငယ်ပြီးသွားမယ်လို့ထင်လားမလီမပြီးဘူးနော်ကိုကိုစေတနာရဲ့လာပြောပေးတဲ့သူတွေကိုကဲထားလိုက်ပါတော့ကိုချစ်သူမှုလို့ကာဗာလုပ်ပေးတယ်ဆိုရင် ခါကိုတော့လင်းဝသွားပြီးတော့မှတန်တော်ဦးသွားတင်းတာကိုကအဲ့လိုမဟုတ်ဘူးမလားရင်ကိုကချစ်လေးကိုတကယ်ချစ်တာမလားကိုကအဲ့လိုတွေဝိုင်းပြောနေကြမယ်ကိုစေတနာနဲ့ပြောပြတဲ့သူရဲ့ villain တွေဖြစ်ကုံရောအဲ့ဒါတော့ဘဘကဘာမှအောင်စကားမဆရသေးဘူးเนาะကျမအမလီမဟုတ်တာကိုအဲ့လိုပြောရခေါင်းလာပေါ့ဆိုပြီးတော့မှမလီ ီလင်ဆက်သွင်းပြချပလိုက်တာကြောင့်ဘိုးကပြောစရာမလိုပဲကိုကတအားတည်းမြေစီချက်နေပြူပြီးတော့မှယုံပေးနေတဲ့ခါတော့ဘိုးကလည်းဟုတ်တယ်ကိုကိုနဲ့ချလီနဲ့ကိုရန်ဒီတိုက်နေတာဘလို့ပဲချမ်းသာမနာလိုလို့ဆိုယုံနေတော့အဲ့ဒါလေယုံမှာပေါ့မရှိငယ်ငယ်ကယုံနေရလေဒီနွားမကြီးကခင်မအဖွဲဝင်တဲ့ကမှကျမခိုင်းချုပ်အဲ့လိုမျိုးနောက်ပိုင်းရောက်တော့သိရမလားပြောတဲ့သူတွေကလည်းကိုကသူ့ကိုဗီလင်းဆက်လဲသွင်းသေးတယ်သူ့ပြောတာလည်းလက်တင်လည်းမခံဘူးပြောတော့မလဲကိုအဲ့ဒါကနေကျမမွန်းညိုရောက်လာပါလေရောမွန်းနေရမနှက်ခံလို့ဆိုဒီနေ့ညလို့စာနာယူတစ်စက္ကန့်လောက်စွန်းတာ နဲ့ဘာဒီဝစ်လုပ်ကြပါဘောလားအဲ့ခါမှာကျမဘာဒီဝစ်လုပ်မနေနောက်နေ့မွေးနေ့နေ့တရက်လုံးလဲလုပ်မနေ7နာရီ45လောက်ကြာတော့နောက်15မိနစ်ဆိုပဲနောက်နေ့ကူတော့မယ်ကွဲဒီလားကိုမွေးနေ့ကြောတော့မှာမနေနိုင်တော့အဲ့ချိန်တော့ဖုန်းလှဆက်တော့ ဖုန်းလက်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 ဆောင်အဲ့ तू ကကို့ကိုအလုပ်တွေပင်မန်းဟန်ချားတယ်ကနေသူ့ညဘက်ချဖုန်းဆက်လို့ပေါ့ဆိုပြီးတော့ကို့ကိုစိတ်ဆိုးသေးတာအဲ့နဲ့ကကိုကိုလိုဒီနေ့ရလို့ဘာနေလဲလို့ပြောတဲ့ခါတော့ဘယ်နေ့လီပေါ့မထိုင်းပေါ့တနေ့လာဆိုတနေ့လာအင်္ဂါဆိုလည်းအင်္ဂါပေါ့နော်အဲ့နဲ့တေချာစဉ်းစားကြည့်ပါအောင်လို့ဘယ်နေ့လဲလို့လို့မေးလဲခါတော့ तू သိမနေဘူးနောက်တော့မှဒီနေ့ရလို့ချစ်လျက်မွေးနေတယ်လို့အရန်ဟန်ဆောင်ကောင်းတာနော်ဟွန်းတိတာပဲ surprise လုပ်လိုက်တာလေအုံး မေးပြီးသူဤတယုတ်ဆောင်ကောင်းမှုမှုမနုပညာလောကမှာဒါသူလိုလိုမျိုးရှင်အမလီလက်ရှိအကင်မီများရှင်နေကုန်လုံးတပင်းကသွားတယ်ချလီကူဆာပရိုက်စ်ဖြစ်သွားအမလားဟဲဟဲတဲ့အဲ့တော့လေနော်ရုံနေတော့ ဟွန်းအဲ့တော့ကိုကွာလို့တည့်ရသားနဲ့လို့ကိုကွာချစ်လေးကိုစိတ်ဆင်းရအောင်လုပ်တာပေါ့လေလို့ဟုတ်ပါအောင်တဲ့ကိုကွာကြောင့်အဝေးမှနေရတာဆိုတော့ချစ်လေးကိုလည်းလက်ဆောင်ပစ္စည်းပိုင်းပေးနိုင်အောင်လေး memories လေးတစ်ခုဖြစ်အောင်ပေါ့အောက်ကျိုးနေ memory စိတ်ရှော်အောင်လုပ်ပြီးမြန် memories တစ်ခုအနေနဲ့ तू ကကျမကိုတော့လုပ်ပေးချင်သေးတာစဉ်းစားလို့တော့မရဘူးတဲ့လားကိုကွာရဲ့ချစ်လေးရဲ့မွေးနေ့မှာတဲ့ပထမဆုံး birthday wish လုပ်ခွင့်ရတဲ့ तू မဖြစ်လိုက်ဘူးလေတဲ့အဲ့တော့တဲ့ကိုကွာရဲ့ပထမဆုံးဖြစ်ခွင့်မရရင်တော့မှချစ်လေးအတွက်ကို နောက်ဆုံးလူဖြစ်ခွင့်ရချင်တာပါအဲ့ဒါအဲမွေးနေ့မှမပါဘူးလေဘက်ကစားတော့ကြီးနော်ကိုကွာချင်းလေးရဲ့ပထမအဆုံးမှန်တော့နောက်ဆုံးလူဖြစ်ချင်တာအဲ့လောက်ကိုတန်ဖိုးထားပါတယ် Oh my god ကိုကကိုပလန်နဲ့ကိုကိုစီစဉ်ထားရတယ်ချစ်လေးကဖုတ်ဆက်ပြီးအဲ့လိုသတိပေးပြီးဖုတ်ဆက်လိုက်တော့ကိုကိုအချမ်းစီအကုန်ပြတ်သွားပြီပေါ့ရကိုမာရောကွဲကိုချစ်သူလေးကဘောနောတေချာစီစဉ်ထားရတာကိုသူစိတ်မကောင်းဖြစ်သွားတယ်ပေါ့ဆိုပြောဟောကိုကိုရစိတ်မကောင်းဖြစ်ပါနဲ့လို့ချစ်လေးဘာမှမမာတဲ့ဆိုမြေပြန်တောင်းမှန်တာတော့ဒီလား သူစကားတွေချပြီးပီတီတွေဖျားအဲ့လိုမျိုးတွေပေါ့ကွယ်ကျမမမလေးအောက်ချတက်လိုက်တာတေချာစုံစမ်းကြည့်လိုက်တဲ့အခါရောက်တော့ဘာဖြစ်တယ်လဲဆိုတော့ဒင်းကဘယ်ဘက်တီဝစ်ရှိလို့မလဲသူ့မှာကအဲ side dish တွေကဘယ်နှယောက်မှမသိဘူး ပြီးတော့သူ့ site dish တွေကတယောက်ကအဲ့တုန်းကသူနဲ့တူတူရှိနေတာ။ဒါကြောင့်လည်း dish လုံးလုံးမရတာလည်းပါတယ်။သူ့ဖုန်းဆက်တဲ့ချိန်မှာသူအလံတကြားတွေဖြစ်နေတာ။ကျွန်မကလည်းပုံမှန်နေ့ဆိုရင်ဆက်ချင်မှဆက်မှာ။အဲ့နေ့ကကျတော့ dish ကသူမလုပ်လိုက်ရမှာဆိုတော့ခုမှကွာတယ်။အသေးအံလေးဆက်တာကွာ။ချစ်သူလေးကို dish တွေလှုပ်စီချင်တာပေါ့ကွယ်။ဘယ်ဘဲဟုတ်မလဲတကောင်းသား။နောက်တစ်ယောက်နဲ့သူကနှက်နေတာတော့။ဒါဆိုရင်တော့ဂျိုရီကတော်တော်ကြီးကိုပောက်သွားတာဗျာနော်။အတက်တွေပါထွက်ကုန်တာ။မိန်ကလေးတွေမိန်ကလေးတွေဒါလုံးဝဘဟုသူရာယူတင့်နေနော်။ ဒီအမလိုမျိုးလုံးဝဂျူမထွက်စေနဲ့ တရရောက်တော့ချစ်လေးတဲ့ကိုကိုတဲ့ချစ်လေးနဲ့ကိုကိုနဲ့နှစ်ယောက်နာမည်နဲ့တဲ့ဖះမားတဲ့ပန်းအိုးလေးပေါ့လူထားတယ်တဲ့ဖះဆိုတာဘယ်လိုမျိုးလဲဆိုတော့တို့နေတဲ့နေရာရဲ့တောင်ကုန်းလေးပေါ်မှာဖះလေးရှိတယ်တောင်မော်ဖះတဆူပေါ့အဲ့တောင်မော်ဖះမှာဆိုပန်းအိုးလေးကိုကိုရဲ့သူရဲ့နာမည်နဲ့လူထားတယ်ပေါ့ချစ်လေးလဲတဲ့ကုသူပေါ်ထွက်တူရအောင်လို့တဲ့ဒါတို့ခေါ်တော့တဲ့ကိုနဲ့ပေါ့ဒီဘွားနဲ့မနောက်ဘွားပါရေးဆက်ဆုံချင်လို့အလူတန်းနေလှုပ်လိုက်ရတာပေါ့နော်တွေးပြီးအရန်နေကြီးနူးမိနေတာပေါ့ကွယ်အဲ့ခေတ်ကာလမှာဆိုဆိုရှယ်မီဒီယာကမစားသေးဘူးယူကောပြောတာဘာညာလည်းမရှိဘူးသူ့လူထား ထားတယ်ဆိုတော့ပန်းအိုးကိုလည်းကျမကသူပြောတာပဲရှေ့ကျမမမြင်အောင်နောက်တော့မှဘာပြန်သိရလဲဆိုတော့အဲ့ပန်းအိုးကကျမနာမည်နဲ့လူထားတယ်ဆိုတာတကယ်ဟုတ်မနေဘူးသူလူထားတာကနောက်ထပ်သူ့ရဲ့အမလေးတယောက်နာမည်နဲ့သူကလူထားတာလောက်တောင်အသေးရစရာကောင်းလဲဆိုတာနော်ဘာမှမပြောဘူးဆိုရင်တော့ကျမဘာမှဖြစ်မှာမဟုတ်ဘူးကို့ကိုသူကနေလူထားပေးပါတယ်ဆိုပြီးတော့မှကွဲတည်လာသူတော့လူထားတယ်ကို့နာမည်မဟုတ်ဘူးတခြားလူနာမည်နဲ့ရှင်နာလုံးဝကြည့်လို့အဲ့ဒါနော် မတိသေးဘူးเนาะတနစ်ကျော်နေပါလုံးလုံးမချင်းသိမ်းမာကြီးကနေနွားတမင်ဘွားလေးကိုပြောင်းလဲတော့ရဲကျမပါပေါ့เนาะဒီလိုမာကြီးကလေ ချင်းသိက်ကနေဂျူလေးတွေထွက်လာလေတစ်ခေါက်ရောက်တော့လဲအဲ့လိုပေါ်တော့သူ့ရဲ့တင်နန်းသွားတက်ရမယ်တင်နန်းကနှစ်လတောင်သွားတက်ရမှာတဲ့မန္တလေးမှာသွားတက်ရမယ်တဲ့အဲ့တင်နန်းကတဲ့စီကန်းချက်တယ်ပေါ့သူဖုန်းတွေပါရီတုံးလို့လည်းမရအောင်ချင်းလေးကိုကဆက်တွေ့လို့ရမှာမဟုတ်ဘူးတဲ့စဉ်းစားချင်တော့ကလေးလေးမဟုတ်ဘူးနော်ရန်တင်ချက်တဲ့တင်နန်းပဲတင်နန်းရှိလေကျမပြောချင်တာလေခုတားအဲ့လိုပြောတာနော်အဲ့တော့ကများနော်ပြောသဖြင့်အကုန်ရှုံးတာတော့ဟလာပေါ့အေးအဲ့ဆိုတော့ကိုကိုနဲ့ကတော့ဝေးရတော့မှာပေါ့ပါလဲနော်ရုတ်တီးနဲ့အဲ့နှစ်လောက်ပေါ့ကျမအတန်လေးကိုမကြားရမှာဆိုလို့ငိုသေးတာ တော့ तू ကတော့ငုံနေလို့ပြောတာပဲအဲ့တော့ကလည်းယုံခဲ့တာပဲတလားတိတိပြည့်တဲ့နေမှာ तू ကျမကိုဖုန်းပြန်ဆက်လာတယ်မလီအခုမှပဲလွမ်းလွားချီလို့လွမ်းပြေတော့တဲ့ချစ်သူလေးတန်ကြတော့ပေါ့ချစ်သူလေးကိုလွမ်းနေတာအမလီအမလီတကယ်တော့ယောက်ျားတွေမာယာများပြီဆိုမိန်းမတွေလိုက်လို့ကိုမမေးဘူးတိလားယောက်ျားတွေကိုဆိုတာမဟုတ်ဘူးနော်တချို့ယောက်ျားတွေကိုပြောချင်တာတိလားအခြားဆောင်စမ်းကြည့်တဲ့ခါရောက်တော့တင်နန်းကတော့တက်တာတော့မှန်တယ်ဒါပေမဲ့ तू ပြောသလိုမျိုးဟုတ်မနေဘူးတင်းကျက်တဲ့ဘာညာတာကဆိုသူပါစကရှာမာလေးအယိုးမရှိတိုင်းရှောက်ပြောနေတဲ့စက ားတွေရလေပောက်ပန်း40မှန်သမျှလေ तू ပဲလိန်တက်တယ် तू ပဲပြောတက်တယ်ကိုစကားလို့တယ်လိန်ချင်မရှိကိုပေါင်ကိုပြန်လိန်တယ်ဆို तू မအစားဆိုပါဖလို့လိန်လာလဲဆိုတော့အဲ့မန်ဒလေးကကောင်းပါလေးတယောက်ကိုလိုက်ဖို့တော့ तू စင်ခဲ့ပါဆိုတော့တော့အရန်ကိုတက်တည်ပြချင်လာကွာချစ်တက်တည်ပေါ့ကွယ်ဒီနှစ်လမှာပေါ့အရန်ညံများတာနော် तू မလေးညံနီညံနဲ့ညံပြညံဝါညံ rainbow color တွေပါအကုန်ရှိတယ်ဒီလိုမျိုးသာထူးချွန်တာနော်ကိုယ့်ရဲ့ဘဝတော့တကယ်လောက်ရမယ့်အလုပ်တွေကိုဆိုရင် तू မလုပ်တတ်တော့မလုပ်လည်းမလုပ်ချင်ဘူး ကြည့်နေကျွန်တော်တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါပြန်နော်ဒါကတော့ဒီကညီမလေးတယောက်ကပေါ့နော်မနှူးမနှက်အရွယ်တုန်းကသူခံခဲ့ရတဲ့အကြောင်းလေးကိုဒီတက်မှာညီမတွေကြည့်နေဆိုရင်လေကျွန်တော်ညီမတွေလည်းဘ ഹു သူရာရဖွဲ့တချို့ယောက်ျားတွေကမိန်းကလေးတွေထက်နော်များစွာမာယာများတဲ့အကြောင်းကိုသိပညာဘ ഹു သူရာရအောင်ဒါဒီကညီမကပြောပြပေးသွားတာပဲဖြစ်ပါတယ်ဗျစေကျော်တဲ့အရွယ်ဆိုတာကအရန်ကိုစိတ်လှုပ်ရှားတတ်တဲ့အရွယ်ပြာနော်သိရွယ်လေးလှုပ်တာတော့မှရင်ခုန်တတ်တယ်ဗျအဲ့ဒီချိန်မှာအချစ်နဲ့သွားတွေ့လို့ကတော့ခမရယူပီတာမှတ်တော်ဗျာ ဒီဗီဒီယိုလေးကိုကြည့်နေတဲ့အထဲမှာเนาะညီငယ်တွေညီမငယ်တွေပါတယ်ဆိုရင်ကိုကိုကိုเนาะဂျုံလုံးဝပေါက်မခံနေပြဗျာเนาะရန်ကြီးအိုပါဖြစ်မနေနဲ့เนาะယုံသိမ့်ယုံထိုင်းမှာယုံကြဗျာဒီနေ့ကြည့်နေတဲ့အထဲမှာเนาะညီငယ်ညီမတွေပါတယ်ဆိုရင်လေဒီဗီဒီယိုလေးတွေကနေများစွာသင်ခန်းစာရမယ်လို့ထင်နေဗျာเนาะကဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လဲ送တွေ့ကြပါအောင်မယ်ဗျာเนาะ